ဆန္ဒရှိတဲ့ပုဂ္ဂိုလ်မှာမအောင်မြင်နိုင်တဲ့အရာဆိုတာမရှိဘူးတဲ့အလုံးဖြည့်စည်နိုင်တယ်ဟုတ်တယ်လေဘရေကြည့်တာကစိတ်ဆန္ဒကောရမမြတ်စွာဘုရားရဲ့အလောင်းသူမိတာဘဝမှာဒီပင်ကရာမြတ်စွာဘုရားနဲ့ဂျုံတွေ့လာတော့ဒီပင်ကရာမြတ်စွာဘုရားကိုကြည့်ပြီးသူကိုယ်တိုင်ဘုရားဖြစ်ခြင်းနဲ့ဆန္ဒဖြစ်တယ် အကယ်၍သာဘုရားဖြစ်ခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်ဘုရားလောက်မဖြစ်ဘူးအဲ့ချိန်ဒီပင်ကရာမြတ်စွာဘုရားရဲ့ธรรมမှာပဲတရားတော်အထုတ်လိုက်ရင်ရဟန္တာဖြစ်သွားနိုင်တဲ့အနေထားတစ်ခုပဲသို့သောသူ့ရဲ့ဆန္ဒကအဲ့ဒါမဟုတ်ဘူးကိမေဣကိနတိနေနပုရိတေနธรรมတတိနငါလိုစွမ်းဤတတ္တိရှိတဲ့ပုဂ္ဂိုလ်တယောက်ပါ တူရဲနဲ့တဏှာပင်လေကြီးကိုဖြတ်ကူးလို့ဘာကျိုးရှိမလဲတဲ့သူကသူမေးပြီသဗ္ဗညုတံပါပုနေတောတန္တရိတံတတေကဆုံးဆုံးဖြတ်ချက်ချလိုက် determination စန္ဒကိုအခြေပြုစန္ဒကိုအခြေပြုပြီးတော့သဗ္ဗညုတဉာဏ်ကြီးကိုရအောင်ယူပြီးတော့ဘုရားဘဝနဲ့တတ္တဝါတွေကိုချစ်ချွတ်မယ်ဆိုတဲ့စန္ဒအဲ့ဒီစန္ဒကြောင့်မို့လို့ ဘုရားစုပန်တဲ့ကိစ္စအောင်မြင်သွားတာအနုဘုဆွေမအောင်မြင်နိုင်ဘူးတဲ့အဲ့တော့ဒီလောက်ခက်ခဲတဲ့ဘုရားဖြစ်ဖို့အရာတစ်ခုတောင်အောင်မြင်နိုင်လေဆိုရင်တာမန်ကိစ္စလေးတွေဘာလို့မအောင်အောင်ပါလဲဆန္ဒရှိလို့ရှိရင်အောင်ပါထိုဆန္ဒကိုပဲမြတ်စွာဘုရားကအဓိပတိလို့ဟောသေးတယ် တခါတည်းကလူရဲ့စိတ်ဆွမ်းအားတွေကိုဘယ်သူကလွှမ်းမိုးထားတော့ဆိုရင်ဆန္ဒကလွှမ်းမိုးထားတယ်။အဲ့ဒါကိုပဲအဓိပတိပစ္စယောလို့24ပစ္စည်းမှာမြတ်စွာဘုရားဟောထားတာ။ဆန္ဒဆိုတဲ့အဓိပတိဒီစိတ်ပိုင်းဆိုင်ရာအလုံးကိုလွှမ်းမိုးကြီးစိုးထား။စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးကြီးစိုးထားတယ်လို့စိတ်ပိုင်းကိုလွှမ်းမိုးထားလို့ရှင် ရုပ်ပိုင်းဆိုင်ရာကိုလည်းလွှမ်းမိုးကြီးစိုးထားတယ်။စိတ်ကိုလွှမ်းမိုးနိုင်ရုပ်ပါပါလာတာပေါ့။ အဲ့ဒါကိုအဘိဓမ္မာမှာသန္တာအဓိပတိသန္နတံပြုတ်တကနာဓမ္မနာတံသမုဋ္ဌာနာနိစ္စရူပနာအဓိပတိပစ္စေနပစ္စယောလို့ဒီလိုဟောတာသန္တာအဓိပတိဟာသန္နနဲ့ရှင်တွဲလာတဲ့စိတ်ဓာတ်တွေထိုစိတ်ဓာတ်ကထိုးလို့လာတဲ့ရုပ်တွေအဲ့ဒါတွေပေါ်မှာကြီးစိုးထားတယ်ဒါကြောင့်မို့လို့တစုံတစ်ခုလှုပ်ချင်ပြီဆိုတဲ့သန္တာပေါ်လာတာနဲ့တကြိုင်နဲ့ထိုသန္တာကညော်ရဲရဲသန္တာမျိုးမဟုတ်ဘူးဆိုရင်အောင်မြအောင်လောက်တာလို့ဆိုတယ် ဒါဆန္ဒကလည်းဥဆောင်တော့အေးဆန္ဒကဥဆောင်သွားတဲ့အခါမှာအလှဲ့ကဆန္ဒကဥဆောင်လို့စလာပြီဆိုရင် နောက်ကဘယ်သူဥဆောင်ဖို့လိုသေးတယ်လို့ဆိုရင်ဝီရိယဥဆောင်ဖို့လိုတယ်ဆန္ဒတော့ရှိပါရဲ့ကြိုးပမ်းအထောက်မှုမရှိဘူးဆိုမရပြန်ဘူးအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကဘက်ဆောင်ကနေဟောထားတာ စိတ်ဆန္ဒရှိပြီးတဲ့နောက်ဘာလို့ဖို့လို့လဲကြိုးပမ်းအထောက်ဖို့လိုသေးတယ်ဒါကြောင့်မို့ဝိရိယဓိပတိဝိရိယဓိပါဒအောင်မြင်ပြီးစီးမှုမှကြိုးပမ်းမှုမြတ်စွာဘုရားအလောင်းဟာ၆နှစ်ပတ်လုံးအမတန်ပင်ပန်းခိုက်ခဲတဲ့ဒုက္ခရစရိယလုံနိုင်ခဲ့တဲ့အကျင့်ဩစတီးယားပရက်တစ်လို့ခေါ်တိတ်ဆင်းရဲ့အိန္ဒိယနိုင်ငံမှာကျင့်ကြတဲ့ ခန္ဓာကိုယ်ကိုညှင်းဆဲပြီးတော့ချက်တဲ့အတ္တကိလမထာနေယောဂဆိုတဲ့အချက်မျိုးလေးအစာဖြတ်ပြီးတော့ချက်တယ်ရေဖြတ်ပြီးတော့ချက်တယ်ခန္ဓာကိုယ်ညှင်းဆဲခံပြီးတော့အစာဆင်းရဲအနေဆင်းရဲလုပ်ပြီးတော့ချက်တယ်တဏှာဥကလွတ်ဖို့မရမနေလုံးမယ်ဆိုတဲ့ကြိုးပမ်းအထုတ်မှုဘုရားလောင်းတော်ကြီးကတောထဲမှာတယောက်တည်းချက်နေတဲ့အချိန်ကာလတုန်းကဆိုလို့ရှိရင် သူ့ကိုယ်သူကိုလူမြင်မခံဘူးတော့တဲ့မှာနေအဝတ်မို့အဖူအဲ့ဒီချိန်ဝိလစ်စနစ်နေတယ်လူသင်ခြေသင်ကြားလိုက်တာနဲ့လက်ကနေပြေးထွက်သွားတယ်ဘယ်သူမှအမြင်မခံအောင်တော့တဲ့မှာဒုက္ခရစရိယာလို့ခေါ်တယ်ပင်မခဲခင်းတဲ့အချက်နေကြည့်ဘာစားလဲလို့ဆိုတော့တော့ဝါ တောဆက်မှာနွားချံနေပါလေလာလောက်တာတော့နွားကလေးတွေအဲ့ဒီမှာမွေးဖွားတယ်။နို့ပဲတောက်သေးတဲ့နွားကလေးတွေကယူတဲ့မစင်ကိုနွားချီကိုလာပြီးတော့စား။အဲ့ဒါစားပြီးတော့ကျင့်တာ။နော်။အဲ့ဒါလို့ပင်မဆင်းရတဲ့ဒီအကျင့်တွေနဲ့ကျင့်ပြီးတော့၆နှစ်ပတ်လုံးဒုက္ခရစရိယာတွေကျင့်ကြံကြိုးကိုအားထုတ်လိုက်တာ။နောက်ဆုံးကြတော့ ဆုံးသံတောင်လိုက်ကြည့်တော့လည်းပဲအောင်မြင်မှုမရတဲ့နောက်ပိုင်းကြတော့မှအဲ့ဒီကြတော့ကျိုးပန်းအာထုံမှုကကန်းကုန်သွားပြီဘာလိုအပ်တော့ဆိုအသိဉာဏ်လိုအပ်တာဗျာဒါမှန်ကန်တဲ့လမ်းလျှောက်မှလည်းတခါတလေကျိုးပန်းအာထုံလို့ရတာဒါကြောင့်မို့ဝီရိယဒီပတိဝီရိယကကျိုးပန်းအာထုံပြီမဲ့လို့အသိဉာဏ်ရှိဖို့လိုသေးတယ်ဆိုဝီမန္တာဒီပတိနော်အသိဉာဏ်နဲ့ဆင်းဆင်းစားကြည့်ပြီး ဒီလမ်းကမှန်သလားဟိုလမ်းကမှားသလားဘုရားလောင်းတော်ကြီးကညာနဲ့ဆင်ခြင်သုံးသပ်လိုက်တယ်ပင်ပင်မှန်မှန်ခံပြီးတော့ကြိုးစားအထုတ်လို့ခန္ဓာကိုယ်ပင်ပန်းနွမ်းလေအဆုံးဂိတ်ဆုတ်ချီအောင်ရောက်အောင်ကျင့်လိုက်တော့ဘာတွေးမိလာတော့စဉ်လောကမှာသူလောင်းအပင်ပန်းခန္ဓာချင့်တဲ့ပုဂ္ဂိုလ်ပင်ပန်းခံလို့ရမယ်ဆိုရင်ငါရပြီဘုသူအောင်မှာငါမရောဘူးဝိရိယကိုအစွမ်းကုန်မြင့်ပြီးပြီအဲ့တော့မရတာထောင်းလို့ရှိရင် သိရာအညောမဲ့ခေါ်ဘောဓာယခေါင်းထဲမှာအတွေးလေးတစ်ခုဝင်လာအမှန်တရားကိုသိဖို့ဆိုတာနောက်တခြားလမ်းဖြစ်လိမ့်မယ်ဒီလမ်းကတော့မရှိတော့ဘူးပေါ့လမ်းဆုံးအောင်လိုက်တယ်သူအကျိုးပန်းအထောက်အကူနဲ့ပတ်သက်ပြီးဒီလမ်းညောင်းတစ်ခုရှောင်းလိုက်ရင်အဆုံးထိအောင်လိုက်ကြည့်ကြည့်လို့လမ်းဆုံးမှာဘာမှမတွေ့တော့ဘူးဆိုတဲ့အခါမှာအေးငါသွားမယ်လမ်းဒီလမ်းမဟုတ်နိုင်ဘူးတခြားလမ်းရှိတော့တယ်ဆိုပြီးတော့ လမ်းကြောင်းပြောင်းလိုက်တဲ့အခါမှာဘုရားဖြစ်သူရောက်သွားတာဟောဝီရိယနဲ့ပတ်သက်လာလို့ရှင်လေအမတန်မှပြင့်ထန်တဲ့ဝီရိယရှိခဲ့တယ်ဗောအဲ့ဒီအသိဉာဏ်နဲ့လမ်းပြောင်းလိုက်ပြီးတော့စိတ်ဓာတ်တွေခိုင်မာကြံ့ခိုင်မှုနဲ့လှုပ်တဲ့အခါမှာမြတ်စွာဘုရားဆိုတဲ့ဗုဒ္ဓဆိုတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရပြီးတော့သစ္စာလေးပါးကိုသိတော်မူတဲ့ပထမဆုံး ကိလေသာတွေဟူသောအိပ်ပျော်ခြင်းကနေနိုးထလာတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိတာ။ဘာစွမ်းအားတွေနဲ့ဒီအဖြစ်ကိုရောက်ရှိတာလို့ဆိုရင်ခုနပြောရင်သန္တာရဲ့ဝီရိယရဲ့စိတ်ဓာတ်ရဲ့ဝိမာန်ဓာတ်ဒီစွမ်းအားတွေနဲ့ရောက်တာပဲ။တခြားနည်းကသွားတာမဟုတ်ဘူးနော်။အဲ့တော့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲသန္တာဆိုတာရှိတယ်ဝီရိယဆိုတာအခြေခံနေနဲ့ရှိတာကိုပြောနော်။ အခြေခံနေနဲ့ရှိတာကိုလေ့ကျင့်ပြီးတော့မယူဘူးဆိုလို့ရှင်အပြော့ရင်းရဲ့ပြော့နေမှာပဲအပြော့မှပြော့နေမှာပဲဘလောက်ကာယတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လေ့ကျင့်ကမယူလို့ရှင်စွမ်းဆောင်နိုင်မှာမဟုတ်ဘူးလေ့ကျင့်ကယူရအဲ့ဒါကြောင့်မလို့ကုသဏမှာရှိတဲ့သန္တာတို့ဝီရိယတို့ဝိမန္တတို့စိတ်ဓာတ်တို့ဆိုတဲ့ဒီစွမ်းအားတွေကိုလေ့ကျင့်ကယူပြီးတော့ အထွတ်ထိပ်ရအောင်မြင့်တင်ထားနိုင်မယ်ဆိုရင်အမြတမ်းမှစွမ်းအားထက်ပါတယ်တဲ့ဘလောက်ထိစွမ်းအားထက်တော်ဆိုရင်မြတ်စွာဘုရားကပြိဋိဘံသံဃာတိမှာရှင်အနန္ဒာကိုမိန့်ကြားခဲ့တဲ့စကားတစ်ခုမှတ်သားเสียရရှင်အနန္ဒာကိုဘာမိန့်ရှိတော်ဆိုရင်အနန္ဒာတဲ့အဋ္ဌိပတ်၄ပါးလို့ခေါ်တဲ့သံဃာဝီရိယဝိမန္တတို့ကို စနစ်တကျတိုးတက်အောင်လေ့ကျင့်ထားတဲ့ပွားများအထောက်ထားတဲ့ပုဂ္ဂိုလ်ဟာတတန်းစီအောင်နေနိုင်တယ်သို့မဟုတ်တတန်းကြုံအောင်နေနိုင်တယ်။ဟောတေခြင်းတရားတော်တားဆီးထားနိုင်တယ်လို့ပြောတာနော်။အတိုင်းတာတစ်ခုရလုံးဝမသိအောင်ပြောတာတော့မဟုတ်ဘူးလုံးဝမသိအောင်ဆိုတာတော့မဖြစ်နိုင်ဘူး။တေခြင်းတရားကိုအတိုင်းတာတစ်ခုရတားဆီးထားနိုင်တယ်။ မြတ်စွာဘုရားကိုယ်တိုင်နဲ့အားလုံးကြည့်နောက်ဆုံးဆယ်လမြတ်ဗုဒ္ဓဆိုတဲ့မဟာပရိနိဗ္ဗာန်တော့မှလာတဲ့ပရိနိဗ္ဗာန်မဆန်ခင်ဆယ်လပရိနိဗ္ဗာန်ဆန်မှုဆယ်လအလိုဝါဆိုလာပြီးကျော်တရက်လာမဲ့ကဆုံလာမှာပရိနိဗ္ဗာန်ဆန်မယ်ဆိုရင်ဝါဆိုလာပြီးကျော်တရက်မြတ်စွာဘုရားအမတန်ပြင်းထန်တဲ့ယောဂဝေဒနာတစ်ခုဖြစ်ပါတယ် အဲ့ဒီယောဂဝေဒနာကဘယ်တော့ပြင်းထန်တယ်လဲဆိုရင်မာရဏန္တိကမရဏန္တိကဆိုတေခြင်းနာကတ်သွားတို့မို့တေမပြောင်းမဲ့ယောဂမျိုးပေါ့ခေတ်စကားနဲ့ပြောရင်တော့အင်ကေဝါတွေပေါ့ခုလို့မရဘူးဆိုတဲ့ယောဂမျိုးနော်ဆရာဝန်တွေလက်လက်တဲ့ယောဂမျိုးလို့ဆိုခုလို့မရတော့ဘူးလို့ပြောရတဲ့ယောဂမျိုးအင်ကေဝါတွေပေါ့ အဲ့ဒီယောဂမျိုးဖြစ်တာမြတ်စွာဘုရားကဆယ်လအတွင်းအဲ့ဒီယောဂမပေါ်အောင်ထိမ့်လိုက်တယ်ဘာနဲ့ထိမ့်လို့ဆိုရင်ဟောဒီသန္တဝိရိယဝိမန္တစိတ်တဆိုတဲ့အဋ္ဌိပတ်၄ပါးအင်အားတွေစုစည်းပြီးတော့အာယုသင်္ခါရဖလသမဘဝင်စားပြီးတော့မြတ်စွာဘုရားထိမ့်လိုက်တယ်ထိမ့်လိုက်တာဆယ်လတိတိအဲ့ဒီယောဂပြတ်မပေါ် ခုခေတ်ကတော့အဲ့လိုစိတ်ဆွမ်းအားမရှိတဲ့အခါမလုပ်တော့ဆိုရင်ဒေကနိလို့ဆိုရင်ဆိုလူကုတ်တဲ့ထိုးပေးတာစိတ်ဆွမ်းအားရှိနေတဲ့အတွက်ကြောင့်စိတ်ဆွမ်းအားကိုအသုံးပြုပြီးတော့ဆယ်လတ္တိတိယောဂမပေါ်အောင်ထိန်းထားတယ်။တမန်ဖလတ်တမဘမျိုးဆိုရင်မထိန်းနိုင်ဘူးတဲ့အဲ့ဒီနေရာမှာအာယသင်္ခါရဖလတ်တမဘဆိုသနဝိရိယဝိမန္တစိတ်ဓာတ်ဆိုတာဓာရီဆွမ်းအားတွေမြင့်ပြီးတော့ဝိပဿနာကိုအသေးစိတ်တိုးမြင့်ပြီးတော့ ဝိပဿနာခြင်းစဉ်ကိုဝိပဿနာခြင်းစဉ်နဲ့ဆွမ်းအားပြည့်တဲ့ဝိပဿနာနဲ့ရောက်ရှိသွားတဲ့ဖလသမာပတ်ကိုဆိုလို့အဲ့ဒီဖလသမာပတ်နဲ့ထိမ့်လိုက်တာဆယ်လအတွင်ဒီယောဂတွေလောကပေါ်မလာတော့ကျမ်းမာသွားတယ်ပဲကတိကျမ်းမာတယ်ဟောစိတ်ဆွမ်းအားနဲ့ဖြစ်တာဘာကြောင့်မြတ်စွာဘုရားကဆယ်လတိတိယောဂတွေမပေါ်အောင်ထိမ့်တယ်လဲလို့ဆိုရင်သူ့အတွက်မဟုတ်ဘူး ဖျားပွင့်လာတာသူ့အတွက်မဟုတ်ဘူးတတဝါတွေအတွက်ဘသူအတွက်လဲလို့ဆိုလို့ရှင်နောင်ဆယ်လပြည့်ကဆုံလပြည့်နေ့မှာမြတ်စွာဘုရားကိုလာရောက်တွေ့ဆုံမဲ့ဥပဒ္ဒဆိုတဲ့ပြပိုက်ကြီးရှိအဲ့ဒီပြပိုက်ကြီးကမြတ်စွာဘုရားကသာဆယ်လစောပြီးပြိဋိနိဗ္ဗာန်စံသွားမယ်ဆိုရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီ ဖရာတရားတော်ကိုမနာလိုက်ရဘူးဆိုလို့ရှိရင်အဲ့ဒီပြပိုက်ကြီးကလွဲသွားပြီဒီဘဝမရရင် နောက်ဘဝလည်းတော်တော်လေးဝေးသွားပြီပေါ့ခွင့်ကောင်းဆိုတာတစ်ခါတစ်ခါမှကြုံတာနော်လွဲသွားရင်နောက်ထပ်ပြန်မလာဘူးကြည့်လေမြတ်စွာဘုရားကတမထခြင်းစဉ်တွေကိုနီးယူပြီးတော့ကျင့်သုံးခဲ့တဲ့သူ့ရဲ့လောကီဘက်ကဆရာတွေလို့ပြောရမှာပေါ့ သမထကျင့်စဉ်ကိုနီလံပိပြလှုပ်လာတဲ့အာလာရကာလမဆိုတဲ့ယသိကြီးဥဒကရာမဗုဒ္ဓဆိုတဲ့ယသိကြီးတွေသမထကျင့်စဉ်တော့သူတို့ထွတ်ထွတ်ရအောင်ပေါရောက်ခဲ့ကြဥဒကရာမဗုဒ္ဓဆိုတာထွတ်ထွတ်ရအောင်သို့သောဘုရားကသစ္စာလေးပါဝိပဿနာကျင့်စဉ်ကြီးကိုတွေးရှိပြီးတော့သစ္စာလေးပါကိုသိတဲ့ဘုရားဖြစ်ပြီးတဲ့နောက်မှာတရားဟောဖို့ကြီးလိုက်တော့တဦးကတပတ်စောပြီးတော့ ကွယ်လွန်သွားတယ်။နောက်တဥကတညတာစောပြီးတော့ကွယ်လွန်သွား။သွားရောသူတို့နောက်ရိမတရားဖရားလည်းသူတို့တွေ့မှာမဟုတ်တော့။ဘာဖြစ်လို့အရုပဘုံရောက်နေကြလဲ။အရုပဘုံဆိုတာလမ်းကြီးပဲရှိတယ်။ဖရားတရားဟောတဲ့အတန်နားမရှိတော့ကြားရမှာမဟုတ်။မကြားရရင်သွားရောလမ်းကြီးပဲအဲ့ဒီလိုနေကဘာပေါင်းမြောက်များစွာအသက်ရှိတယ်။ အဲ့ဒီကပြန်သေးအောင်မယ်သေးလာတဲ့အခါမှာလူပြေရောက်တာပြေရောက်မကောင်းတဲ့ပုံရောက်ချင်လည်းရောက်သွားအောင်မယ်ဆုံးရှုံးနေတာမှုတွေဒီလိုရှိတယ်ပေါ့ထို့တူပဲသုဘဒ္ဒကြီးကလွဲသွားနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါဖြင့်မလွဲအောင်ကြိုတင်သွားပြီးတော့တရားဟောပါလားဆိုရင်အဲ့ဒီချိန်မှာစိတ်ဝင်စားသေးဘူးဆယ်လဆုံးပြီးသွားတရားဟောရင်လည်းစိတ်ဝင်စားမှာမဟုတ်ဘူး နော်လူဆိုတာစိတ်ဝင်စားမှလောက်တာလေခုကြည့်ပါလားဒီလမ်းမှာတောင်တရားပွဲအခုမှပထမအချိန်ဆိုတော့စိတ်ဝင်စားလို့လောက်တာအဲ့တော့သုဘတပြပကြီးကစိတ်ဝင်စားတာမဟုတ်သေးဘူးနောက်ဆုံးမြတ်စွာဘုရားကုသနာယုံရောက်လို့ပြိဋိဘံဆံတော်မဲ့ညသကောင်အချိန်လောက်ရောက်မှသူဖျားစီရောက်လာတာ ရောက်လာတာတော့မှသူကယင်ထဲကတန်တရာစကားကိုမေးကျင်လို့ရောက်လာ။ဘာမေးတုံးဆိုတော့ခိုင်းဆရာဘာသာရေးခေါင်းဆောင်ကြီးသူဘုရားသူတို့ကိုသူတို့ဖျားလို့ဝန်ခံနေကြတယ်။သူတို့ဝန်ခံတဲ့အတိုင်းဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာလာမေးတယ်သူက။မြတ်စွာဘုရားကအဲ့ဒါတွေမေးမနေနဲ့။သူ့မှာအချိန်ရှိဘူးပေါ့။အဲ့ဒါတွေမမေးနဲ့။ ဘုရားကရှင်းရှင်းလေးပြောတယ်မဂ္ဂင်၈ပါးဆိုတဲ့အကျင့်တရားမဂ္ဂင်၈ပါးဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်စိတ်ထဲမှာရှိတာမဂ္ဂင်၈ပါးဆိုတာအကျင့်အပြင်မှတ်ခြင်းနော်အမှန်မြင်တာရဲ့အမှန်တွေးတာရဲ့အမှန်ပြောတာရဲ့အမှန်လုပ်တာရဲ့မှန်ကန်တဲ့အသက်မွေးမှုနဲ့ယက်တီတာရဲ့မှန်ကန်စွာကြိုးစားတာရဲ့မှန်ကန်တဲ့တတိမှန်ကန်တဲ့စိတ်တည်ငြိမ်မှုဆိုအဲ့ဒီစိတ်ဆွမ်းအားတွေကိုပြောတာနော် အဲ့ဒီစိတ်ဆွမ်းအားတွေကိုမထူထောင်ပဲအဲ့ဒီလမ်းကမလျှောက်ဖဲနဲ့ဘယ်ပုဂ္ဂိုလ်မှသောတာပန်သက္ကရာကအနာဂါယနာဆောင်ဖြစ်နိုင်ဘူးလို့မဂ္ဂင်၈ပါးအကျင့်တရားမရှိရင်စစ်မှန်တဲ့သာသနာကိုမဟုတ်ဘူးလို့ဒီလိုပြောတယ်။တန်ရာဝတ်ကဘယ်သူမှမလွတ်နိုင်ဘူးဒီလမ်းကြောင်းကတကြောင်းနဲ့ပဲရှိတယ်လို့မြတ်စွာဘုရားဟောပြီးအဲ့ဒီမှာသူလက်ခံပြီးဘုရားဘာသာအဖြစ်ကူးပြောင်းလို့ထိုညမှာပဲယဟန်ဝတ်တရားကျင့် ဘုရားပြိဋိဘမဆံငယ်လေးမှာယန္နာဖြစ်သွားတယ်။နောက်ဆုံးတပည့်လို့ခေါ်တယ်။သူ့အတွက်မြတ်စွာဘုရားဟာဆယ်လတိတိယောဂမဖြစ်အောင်ထိန်းလိုက်တယ်။အဲ့ဒါဘာနဲ့ထိန်းလို့ဆိုရင် ဟောဒီသံတဝီရိယဝိမန္တစိတ်ဓာတ်ဆိုတဲ့ဒီစွမ်းအားတွေနဲ့ထိန်းတာလို့ပြော။ဒါကြောင့်မလို့လူတွေရဲ့စိတ်စွမ်းအားဟာလူတွေထဲမှာပဲရှိတယ်။ဘာဖြစ်လို့ဒီစိတ်စွမ်းအားတွေက စွန့်တတိတွေမဖြစ်တလဲလို့ဆိုလို့ရှိရင်မလုံလို့မလေးကျင့်လို့မဖြစ်တာတကယ်လေးကျင့်ရင်လောကီကိစ္စမပြောနဲ့လောကုတ္တရာကိစ္စတွေထီအောင်ဖြစ်လာနိုင်ပါလေလူတွေမှာဘာဖြစ်လဲဆိုရင်ဆန္ဒကမရှိကြဘူးလူတွေဆန္ဒရှိတာဘယ်ဘက်ကဆန္ဒရှိလောဘနဲ့တွဲတဲ့ဆန္ဒရှိတယ်ဒေါသနဲ့တွဲတဲ့ဆန္ဒရှိလူတွေမှာရှိတဲ့အများစုမှာရှိတဲ့ဆန္ဒကအဲ့ဒါပါပစ္စည်းလိုချင်တယ် ်ချချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆန္ဒကအဲ့ဒီပဲမှရှိအဲ့ဒီပဲရှိတဲ့ဆန္ဒကဒါလောကီပဲထိုက်တဲ့လောက်ကြီးပွားမှုတော့ရှိတယ်တရားဘက်ကိုဆန္ဒမရှိသေးသမျှတရားကိုသိတဲ့အသိဉာဏ်မရနိုင်သေးဘူးဆန္ဒရှိဖို့လိုတယ်နောက်တစ်ခုဝီရိယဝီရိယကလည်းလုံလောက်တဲ့ဝီရိယရှိဖို့လိုတယ်လုံလောက်တဲ့ဝီရိယမရှိသေးရင်မရသေးဘူး စိတ်ဓာတ်ကြံ့ခိုင်မှုကလည်းအမတန်မှအရေးကြီးတယ်။ဘုရားအလောင်းလို့6နှစ်ပါလို့ဒုက္ခရစရိယကျင့်လာလမ်းဆုံးတီအောင်လိုက်တယ်စိတ်ဓာတ်ဘလောက်ကြံ့ခိုင်တယ်လဲ။ခန္ဓာကိုယ်ဟာဘလောက်ကြမ်းမာရေးထိခိုက်သွားတယ်လဲဆိုရင်ဘုရားအလောင်းတော်ကြီးကကျင့်နေတဲ့အချိန်မှာတော့သူ့လက်ကိုလက်တစ်ဖက်နဲ့ပွက်လိုက်လို့ရှိရင်လက်မှရှိတဲ့အမွှေးတွေကကျွတ်ကြသွားတယ်။အဲ့လောက်ထိအောင်ကြမ်းမာရေး ဘိုက်ကင်လို့ရှိရင်ကြောရုံကုန်ထိနေတယ်လေကြောရုံကုန်နဲ့ဘိုက်နဲ့အချက်နေတယ်လို့ဒီလိုပြောတာနော်မျက်လုံးနှလုံးကဘလောက်ထိအောင်ရှိသွားတော့ဆိုဟိုးရေတွင်းကြည့်ရတယ်လို့ပဲမျက်လုံးအိမ်ကြီးထဲမှာမျက်လုံးကနေခြိုက်ဝင်နေတယ်လို့ပြောပါကစ္စတန်ခန္ဓာရပပုပညာနဲ့ထုထားတဲ့၆နှစ်ပတ်လုံးဒုက္ခရစရိယချင်းနဲ့ရုပ်ပုံကြီးမြင်ဘူးကြပါလိမ့်မယ်နော် စကယ်တန်အယိုးပြိုင်ပြိုင်ထပြီးတော့နေတဲ့ပုံကြီးလေအဲ့ဒီအနေထားချီအောင်ကြိုးပမ်းနိုင်တဲ့ဝီရိယအနေနဲ့ဝီရိယမဟုတ်ဘူးတကယ်လို့မြတ်စွာဘုရားကတရားထုတ်တဲ့အခါမှာအယိုးကြည်ကြည်အရေးခန်းခန်းမှန်ကန်တဲ့လမ်းဆိုလို့ရှိရင်ရှောက်တန်းရမယ်လို့ကြိုးပမ်းအထုတ်မှုကရှိရမယ်လို့ဒီလိုဟောတာသူကိုယ်တိုင်လည်းကြိုးပမ်းအထုတ်ခဲ့တာ အဲ့ဒီကျိုးပန်းအထုတ်မှုစွမ်းအားတွေမမိသေးဘူးဆိုလို့ရှိရင်တရားတို့တရားများမရနိုင်ဘူးလူတွေဟာသူ့အတိုင်းတာနဲ့သူရတာသန္တာလည်းသန္တာရှိသလောက်ပဲကျိုးပန်းမှုလည်းကျိုးပန်းမှုရှိသလောက်ပဲရမှာပဲစိတ်ထက်ကြံ့ခိုင်မှုကြတော့ဘုရားအလောင်းတော်ကြီးအကြည့်ဒီလောက်ကျမ်းမာရေးထိခိုက်သွားပြီပဲလို့စိတ်ထက်နောက်ဆုံးပဲဆိုတော့ဒီခုမှမရှိဘူးအခုမှဒီလိုစိတ်ဓာတ်ကြန့်ခိုင်တာမဟုတ်ဘူး စိတ်ဓာတ်ချမ်းခိုင်လာအောင်လက်လေ့ကျင့်လာတဲ့ဘဝတွေကများလာဘူးကြည့်လေသူ့ရဲ့စိတ်ဓာတ်ချမ်းခိုင်မှုဟာအာလုံးကြားဥကြလိမ့်မယ်မဟာစနကရဲ့ဇတ်တော်ကြီးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်သင်္ဘောပြက်လို့ပင်လယ်ထဲမှာသင်္ဘောပြက်လို့ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးထဲမှာမျောလင့်ချက်မရှိဘဲနဲ့ကူးခတ်နေတာ တာမန်ပုဂ္ဂိုလ်တွေကတွေးမယ်ဆိုရင်ဘယ်လိုတွေးမလို့ဆိုအိုးမျောလင်းချက်မရှိတဲ့အလုပ်မလုပ်ပါနဲ့ဆိုလက်လျှော့ကြနော်အေးစိစိအသေးပဲခံမယ်ဆိုရင်လူကများမယ်အေးသူနဲ့လောက်ကလိုက်လာတဲ့လူတွေကအေးစိစိအသေးခံတဲ့လူတွေကြီးပဲအကုန်သူတယောက်ပဲကုတယ်အသက်နဲ့ကိုမြဲနေတဲ့များတော့လုံးဝဝိရိယထုတ်မယ်နတ်သမီးကလာမေးတယ်တလောက်ကမ်းမမြင်တဲ့နေရာမှာကုနေလို့ရောမင်းဘာအကျိုးရှိမှာလဲ သူပြောတယ်အကျိုးရှိတယ်မရှိဘူးငါလာမပြောနဲ့လှုပ်တဲ့နာကိုငါလှုပ်နေတယ်ကျိုးစားအထုတ်မှုကငါတောင်းအောင်ပဲရောက်တာမရောက်တာငါတောင်းအောင်မဟုတ်ဘူးအကျိုးမရှိဘူးလို့မပြောနဲ့တဲ့လက်လျှော့တဲ့လူတွေတည်သွားပြီအခုငါမင်းနဲ့သမီးတောင်မြင်နေရပြီဆိုတာအကျိုးရှိတယ်ပေါ့မမြင်ဘူးလားမြင်နေရဘူးပေါ့ဖျားလောင်းကြီးတွေရဲ့စိတ်ဓာတ်တို့ကျိုးပန်းအထုတ်မှုတို့ကအဲ့ဒါမျိုးစိတ်ဓာတ်ကြန့်ခိုင်တာကိုပြောတာနော် လူတွေအများစုကစိတ်ဓာတ်မကြန့်ခိုင်လို့တည်သွားကြတာလေညာဘဝပို့ပြီးတော့ဆုံးရှုံးနေတာသွားတာစိတ်ဓာတ်မကြန့်ခိုင်လို့ပဲစိတ်ဓာတ်ကြန့်ခိုင်လို့ရှင်လူဘဝဒီလိုမဖြစ်နိုင်အေးဒါကြောင့်မလို့သံတားလည်းရှိရမယ်ဝီရိယလည်းရှိရမယ်စိတ်ဓာတ်လည်းကြန့်ခိုင်ရမယ်ကြန့်ခိုင်တဲ့အခါမှာအတိညာဏ်ကလည်းရှိဖို့လိုသေးတယ်အဲ့ဒီ၄ချက်နဲ့ပြည့်စုံပြီဆိုလို့ရှင် လောကီကိစ္စမှာပဲဖြစ်ဖြစ်လောကုတ္တရာကိစ္စမှာပဲဖြစ်ဖြစ်တရားကျင့်တဲ့အရာမှာပဲဖြစ်ဖြစ်ဘာလုပ်ငန်းပဲလုပ်တဲ့အခါမှာပဲဖြစ်ဖြစ်အောင်မြင်မှုဆိုတာဖြစ်နိုင်ပါတယ်စာလေးတစ်ခုဆင်းရဆိုကြတယ်သာဝရဖရာနတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ God makes the impossible possible ဖရာသခင်ဟာမဖြစ်နိုင်တာကိုဖြစ်နိုင် ဖြစ်အောင်လုပ်တယ်လို့ဒီလိုအဓိပ္ပာယ်နဲ့ God makes the impossible possible အဲ့ဒါကိုခွန်ကြီးတို့ကပြောင်းထားလိုက်မယ်ဆိုရင်ဗုဒ္ဓရဲ့တရားတော်နဲ့ God ဆိုတာကိုယ့်ရဲ့အပြင်ဘက်ကဟုတ်ကဲ့လားကိုယ်ထဲမှာရှိရလားမရှိဘူးနော်ကိုရောဘယ်နှခါမြင်မှုလို့ဘူးကမြင်ဘူးဒီပိဋကထဲမှာ God မြင်မှုတဲ့လူတယောက်မှရှိမှာမဖြစ်ဘူးအပြောပဲဘယ်နေမှလည်းမသိဘူး နော် God makes the impossible possible အဲ့တော့မမြင်ဘူးတာတွေအသာထားလိုက်ရှိတယ်မရှိတာတွေအသာထားလိုက်ရှိနေတာဘာလို့ကိုယ့်ရဲ့ဆန္ဒမရှိဘူးလားဝီရိယလည်းရှိတယ်ကိုယ့်ရဲ့စိတ်ဆွမ်းအားတွေလည်းရှိတယ်အသိပညာလည်းရှိတယ်ဟုတ်ကဲ့လားကိုယ့်တဏ္ဍာမှာရှိတယ်ဘယ်သူမှမေးစရာမလိုဘူးဒါရှိတေချာအဲ့တော့ God makes the impossible possible လို့ဆိုမဲ့အစားဆန္ဒ makes the impossible possible ဆန္ဒဟာမဖြစ်တာကိုမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်လုပ်တယ်ဖြစ်နိုင်စေတယ်ဝီရိယ effort makes it the impossible possible ဒီလိုပဲပြောရအောင် mind makes the impossible possible လူရဲ့စိတ်စွမ်းအားနဲ့အမတန်ထက်မြက်တဲ့ determine mind makes it the impossible possible မဖြစ်နိုင်တာတွေဖြစ်အောင်လုပ်နိုင်တယ်စိတ်စွမ်းအားကအတိညာကလည်းထို့တူပဲ knowledge သို့မဟုတ် wisdom makes the impossible possible ဟောဒီစကားပို့ပြီးတော့မှတ်နေ God makes the impossible possible ဆိုတာ God ကိုကိုးဝယ်တဲ့ပုဂ္ဂိုလ်တွေအတွက်သာမှန်ကောင်းမှန်မယ်လူတိုင်းအတွက်မမှန်ဘူးเนาะတကယ်ရောသူတို့အတွက်ရောတကယ်ဖြစ်သလားဆိုတော့ဘယ်သူမှအကမကမရှိဘူးဟောတာကအမကရှိတယ်ဘာလို့လဲဆိုရင်ကိုယ်တဏ္ဍာမှာတကယ်ရှိနေတာ God makes the impossible possible God ရှိလားဆိုတာကပိုအရေးကြီးနေတယ် ဟုတ်ကဲ့လားရှိရင်တော့ဖြစ်ကောင်းဖြစ်မယ်မရှိဘူးဆိုရင်သွားပြီဟောသာနာဆိုတာမရှိဘူးလားရှိတယ်ဝီရိယဆိုတာရောရှိတယ်စိတ်ဆိုတာရောပညာဆိုတာရောရှိတယ်ဆိုတော့ဟောတာကပိုးမသေးကြဘူးလား